အလုံးမဲမင်္ဂလာပါနတ်ရေကန်ဘီဟာကောစခန်းနဲ့ပတ်သက်ပြီးတော့မြေပြင်ရရှိတဲ့တရင်အချက်လေးလေးတွေကိုကျွန်တော်မိဘဆွေမျိုးအတိုင်းဝိုင်းတွေကိုနည်းနည်းလောက်ပြောပြခြင်းပါတယ်ခွေးမီဒီယာတွေမှာအခုပြောနေတဲ့စကားတွေအတင်းအဖြစ်နေရပါတယ်ဆိုတော့နတ်ရေကန်ဘီဟာကောကြာသွားပြီအဲမြေပြင်ကအကျန်တဲ့ဟိုဆက်စခန်းလေးတွေကိုပဲနည်းနည်းထိမ့်သိမ်းစီရရှင်းလင်းစီရရှိတော့တယ်ဆိုပြီးတော့ဒီလိုတို့ရတယ်ပြီးတော့လောက်ကြဝါးအဖြစ်နေပေါ့နော် ဒီလိုတို့ဘာကြောင့်လောက်ကြံဝါဒဖြန့်လဲဆိုလို့ရှိရင်အေးအေးအကျန်းဖက်တောင်းကျမ်းသူတွေကနေပြီးတော့နဲ့ရေကန်ဗျူဟာကုန်းနဲ့ပတ်သက်ပြီးတော့ရိုက်ချတဲ့ဗီဒီယိုဖိုင်တွေတခုရှိတယ်။အဲ့ဗီဒီယိုဖိုင်တွေအားလုံးနဲ့ကြည့်ဦးကြမှာပေါ့တို့အာခွေးမီဒီယာတွေမှာအများကြီးတင်ထားတာရှိပါတယ်။အဖျားလေးတွေနဲ့အဘေးမှာဟိုဆက်အယူနီဖောင်းနဲ့ကျွန်တော်တို့စက်သားတွေပေါ့နော်စက်သားတွေရထိုင်နေတဲ့ပုံဝေးရနေပြီးတော့ရိုက်ချတာ။ အဲ့ video ပိုင်းဒီဘက်မှာစကားတွေပြောနေကြတယ်ဒီ video ပိုင်းကြည့်ပြီးတော့ create budget တွေ create media တွေရပြီးတော့တင်းပြန်တာဒီလိုအနီးအနားတွေရောက်ပြီဆိုတဲ့အတိုင်းဒါသိမ့်ပြီးပြီဆိုတဲ့အတိုင်းဒါဒါလုံးဝတရားရတယ်တော့သိကြတယ်69တက်သမား69ရခိုင်နှုန်းတော့သိကြတယ်ဆိုတော့သူကနေပြီးတော့အလူရက်တင်တာသူတက်ငါအခုဒီလိုဟာရဖြန့်အဲတရင်နဲ့ထုတ်လွှင့်လာပါတော့မိပင်ကတကယ်တိုက်နေတဲ့လူတွေလည်း ဘာမှမထုတ်ပြန်သေးဘူးအေးရတယ်ဘာမှမထုတ်ပြန်သေးဘူးတခြားသက်ဆိုင်ရာဘလူးမှန်ဘာမှမထုတ်ပြန်သေးဘူးဘာကြောင့်လဲဘာကြောင့်မထုတ်ပြန်သေးရလဲဆိုတာမရသေးလို့ရောမထုတ်ပြန်လားဆိုတော့ဒီမှာတခုကျွန်တော်မိဘဆွေမျိုးတွေရှင်းပြစေရရှိတာကကျွန်တော်တို့စနီးပြူဟာဆိုတာထင်သလောက်မယိုးရှင်ကျွန်တော်တို့တခါတလေမှာဟပေးလိုက်ရတဲ့အတိုင်းအတာရှိတယ်နောက်ဆုတ်ပေးပြီးတော့စက်ကိုမြူဆွဲတဲ့အတိုင်းအတာရှိတယ်ကျွန်တော်အရင်တော့အားပြောခဲ့ပြီပါတယ်ဘောလုံးပွဲတပွဲ ရဲ့ဥပမာအနေနဲ့ကျွန်တော်ထုတ်နှုတ်ပြတတ်ပူပါတယ်ထုတ်နှုတ်ပြီးတော့ပြောပူပါတယ်။ဘာလဲဆိုတော့ဘောလုံးပွဲဒီမှာတစ်ချိန်လုံးဘောလုံးကိုကန်ပြီးတော့ဖိကစားတဲ့အသင်းရှိတယ်။ကောင်တာရှောင်းပြီးတော့ကစားတဲ့အသင်းရှိတယ်။လူကျုံထောင်ချောက်ကိုဘယ်လိုလုပ်ဖောက်ထွက်ပြီးတော့အနိုင်ယူရမလဲဆိုတော့အနည်းပြပါတယ်ကစားတဲ့အသင်းရှိတယ်။အဲကစားတဲ့နီးစင်တဲ့တရားမတူဘူးပေါ့။ဆိုတော့တစ်ဖက်ကရန်သူရဲ့အချိန်နေတစ်ဖက်က ကစားသမားရဲ့အရှင်တွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ပါလိုက်တော့ညီချွေ view ဟာပြောင်းပြီးတော့ကစားရတဲ့အရှင်တွေတွေလည်းဖြစ်ပေါ်တယ်။ဥပမာအဖြစ်ကျွန်တော်ကနေပြီးတော့ကျွန်တော်တို့အတင်ဟာဥပမာကျွန်တော်ကမစီကိုအားပေးတယ်ပေါ့။မစီကအမြဲတမ်းဘုံလုံးကင်ပြီးတော့ကစားရတယ်။အရင်တော့ဆိုလို့ရှိရင်တစ်ဖက်အတင်ကလူကြောထောက်ရောက်ကိုဖောက်ပြီးတော့ကစားမှကိုယ့်အတင်ကိုအနိုင်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတင်ကအမြဲတမ်းဘုံလုံးကင်ကစားရတဲ့အတင်တစ်ဖက်ကိုအမြဲတမ်းဖိအားပေးရှင်နေတဲ့အတင် ဆိုတော့ခုမြန်မာတက်မလို့ပဲစနေပြူကချင်းကျက်လောက်လိုက်တယ်အရင်တော့အဲ့ဒီအတိုင်းပဲကိုရီးယားတစ်ဖက်သက်အမြဲတမ်းဖိအားပေးမယ်အဲတစ်ဖက်သက်ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားတယ်ဆိုတော့နယ်မြေတစ်ခုပဲရှိတဲ့အချိန်မှာမတိတာပဲနယ်မြေပေါင်းမြောင်းများစွာကျွန်တော်တို့ကဆက်မျက်နှာပေါင်းမြောင်းများစွာအဖွင့်တဲ့အချိန်မှာတအားတိတာတယ်ဘောလုံးပိုင်ဆိုင်မှုအမြဲတမ်း အသာသေးရယူလို့ကစားတဲ့အတင်ရအမြဲနဲ့ရှီရောက်တဲ့ဘောလုံးထားတဲ့အတွက်ကြောင့်လူတွေကပြေးလို့ဆော့ကစားနေရတဲ့အတွက်ကြောင့်မောပန်းလာတယ်စနီးပြူပါနဲ့ဆိုလို့ချင်းဆက်ပန်းလာတယ်ပြီးတော့လို့ရှိရင်အဲ့လူတွေကလည်းဟိုအသက်အရင်ကြီးရင်လုံးမရဘူးအဲဆိုတာကျွန်တော်20ကျော်အရွယ်မှာအဘောလုံးအမြဲနဲ့ကင်ကစားနေလို့ရတယ်ကျွန်တော်တို့အတင်ကကျွန်တော်မန်စီးတီးအတင်က 20ပတ်ချာလဲကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အတင်းဆိုရင်တော့ကိစ္စမရှိဘူး။ကျွန်တော်တို့အမြဲတမ်းပြေးလို့ဆော့ကစားဘောလုံးကင်ပြီးတော့တစ်ဖက်ကိုတစ်သက်ဖိရပေးနေမှာဘာမှကိစ္စမရှိဘူး။အဲကြောင့်လဲကျွန်တော်တို့အသက်ရွယ်က20ပတ်ချာလဲအသက်ရွယ်ကအရင်မမောပန်းကစားတွေရတယ်။ဒါပေမဲ့ကျွန်တော်တို့က30ကျော်30ဝန်းကျင်အဲ့ဒီပတ်ချာလဲအတင်းဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့ကမောပန်းလာပြီ။မောပန်းလာအချိန်တိုင်းဖိရပေးကစားလို့ရှိရင်ဒါဖြစ်မယ်။ ငါရှိတော့မှဘောလုံးအများနဲ့ကင်ထားတဲ့အတွက်ကြောင့်ဖိအားထန်နေရှိတယ်။ဘောလုံးလွတ်ထွက်သွားရင်ဘာဖြစ်လာမလဲ။ဘောလုံးလွတ်ထွက်သွားရင်လူချုံထောင်ကျပေါက်မှာလေ။လူချုံထောင်ကျပေါက်မှာကိုတင်သွားမယ်၊ကိုအသင်အရှုခံရမယ်။ကိုအသင်အသွင်ခံရမယ်၊ကိုရှုံးသွားမယ်။အဲ့ဒီဖိအားတွေရှိတယ်။ဘောလုံးအများနဲ့ကင်ကြတာတဲ့အတွက်ကြောင့်မောပန်းလာမယ်။မြန်မာတက်မတော်ဘာရောက်ကြရှုံးလဲဆိုတော့ကျွန်တော်ပထမသုံးသပ်ပြခဲ့အမှုလည်းတခုရှိတယ်။ပထမအဆုံးကျွန်တော်တို့အစမှာဒီအာနာထိမ့်ပြီးတဲ့အစမှာအများနဲ့ဘောလုံးကင်ရင်လေ။ ဒါပေမဲ့ကိုယ့်ရဲ့လူစင်ရင်ကလည်းအသက်ကြီးရင်တဲ့လူတွေအများကြီးပဲဒီလိုစုဖွဲ့ထားတဲ့အခါကျတော့ကိုယ်အမြဲတမ်းဘောလုံးကန်ကြတာကျင်တဲ့အခါကျလူတွေကပန်းလာပြီအမြဲတမ်းဘောလုံးရှီတော့နေမှာထားရတဲ့အတွက်ကြောင့်ဖီယာရေဝင်လာပြီနောက်ဆုံးပါပြန်နေမီလေးလက်လွတ်ပေးလိုက်ရတယ်ကိုယ်ကိုယ်သွင်းခံရတယ်ပေါ့လေလူကျုံထောင်ရောက်တယ်အများကြီးပောက်ထွက်သွားတယ်အဲ့ဒီအချိန်မှာတစ်ဆက်20ခုဆိုပြီးတော့ကျွန်တော်တို့တွေမြို့တွေအများကြီးလက်လွတ်ပေးလိုက်ရတယ်ဒီမှာဆိုရင်မြို့တွေအများကြီးဒီမှာဆိုရင်မြို့တွေအများကြီးကျွန်တော်တို့လက်လွတ်ပေးလိုက်ရတယ် မနိုင်ဝင်ကျွန်တော်တို့ကထိုင်းနေတာပေါ့တို့တော့ဒီဘက်ဒီအချိန်လေးမှာကျွန်တော်တို့က viewer တွေနေ့စဉ်တည်းပြောင်းလဲသွားပြီကျွန်တော်တို့ကအသက်ရောက်လာတဲ့အဲပြည်သူဆက်လေးတွေနဲ့စုဖွဲ့လိုက်တဲ့အခါလူကြီးလူငယ်လူလတ်လည်းမျှသွားပြီမျှသွားပြီဆိုပေမဲ့ရှေ့ကကျွန်တော်တို့ပြီးတဲ့သင်ခန်းစာနေ့စဉ်တည်းအရာကျွန်တော်တို့ကလူကြီးနဲ့လူငယ်ပြန်ပြီးတော့စုဖွဲ့ရတဲ့အခါလူငယ်ကြီးပဲမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အမြင်နဲ့ပုံလုံးကန်ကစားလို့မရဘူးဆိုတော့လက်လွတ်လိုက်ရတဲ့ နေရာတွေကိုကျွန်တော်တို့လက်လွတ်ပေးတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကဘောလုံးကင်ကစားခိုင်းတာ။ခုနဲ့ရေကန်ပြူပါတယ်အဲ့ဒီတိုင်းပဲ။ဆိုတော့ဒီကောင်ကြီးကဘာလဲဆိုတော့တပုံတွေပေါ့တပုံပတက်တွေစမ်တက်ပြီမတက်တွေကခွင့်နေတက်အုပ်ကကျုံဝင်လာတာ။ဒီကောင်ကြီးကအမြဲတမ်းကင်ကစားနေတယ်ဘောလုံးကင်ကစားနေတယ်။သူတို့အမြဲတမ်းဒရက်ဆက်ဖိအားပေးတယ်။ဘာကြောင့်လဲဆိုတော့အဲ့လာမှသူတို့ အာဖန်ရမှာဩအဲ့လာမှာရှိပေါ့ရှောင်းမှာဩသူတို့ကဒီကောင်လေးအလူဝင်နဲ့ရက်တည်နေတဲ့ကောင်လေးဆိုတော့သဘောမတက်တည်းရအဲ့နာလေးကိုတိတော့ဆက်တက်ကဟပေးထားတာဟပေးရတဲ့အချိန်မှာဒီကောင်လေးကတစ်ချိန်လုံးဘောလုံးတွေဖိပြီးတော့ကိုင်ပြီးတော့ကစားပြီးတော့ကျုံဝင်လာတဲ့အခါဆက်တက်ကတဖန်ပြန်လဲတံပြန်ကောက်စားတာအဲ့လာရောက်ဒီကောင်လေးခုနောက်ပိုင်းနေမီတွေလွတ်လွတ်ရတယ်ကျွန်တော်တို့အမျိုးတွေကိုနားလဲထားရအောင်ဥစားလဲတစ်ခါတည်းမှာ စက်တက်ကနယ်မြေတွေလက်လွတ်လိုက်တယ်စက်တက်ကမြို့တွေကိုပေးလိုက်တယ်ဆိုလို့ရှိရင်အရင်စိတ်ကမကြတယ်ကျွန်တော်တို့ကစိတ်ရက်ခေါင်းထဲမှာထည့်ထားရအရာတစ်ခုပဲရှိတယ်အဲ့ဒါပါလဲဆိုတော့ငါတို့ပြန်ယူမယ်ဒါပဲငါတို့ပြန်ယူမယ်စက်တက်ကဘယ်နှမြို့ပဲဖြစ်ဖြစ်တနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်ငံတစ်ဝက်ပဲဖြစ်ဒီကောင်တွေပေးလိုက်တယ်အိစာမရှိဘူးငါတို့ဒီချိန်မှာပြန်ယူမယ်ဒါပဲငါတို့နိုင်အောင်နိုင်ရမယ် ။ဘာကြောင့်လဲတရားစော့ဆက်လေတရားစော့ဆက်ကနိုင်မှာပဲ။ဒါကိုကျွန်တော်တို့စက်တက်ထောက်ခံတဲ့လူတွေရလဲခေါင်းနဲ့တွင်းထားဖို့လိုတယ်။ခုနိုင်ရကံဘီဟာကုံကိစ္စနဲ့ပတ်သက်ပြီးတော့လေအဲဒီဟာပေါ့ဘီဟာတခုအနေနဲ့ဒီကောင်းလေးကိုတက်ကွင်းလေးကိုတိုးဝင်လာအောင်လို့ဟပေးလိုက်တာ။ဟပေးလိုက်အဲ့ဗီဒီယိုဖိုင်မှာအဲ့ဗီဒီယိုဖိုင်မှာကြည့်ပြီးတော့ခွေးနီမီဒီယာတွေကနေပြီးတော့ဟာငါတို့ရပြီစကမ်းရပြီငါတို့နိုင်ပြီပေါ့နိုင်ပြီဆိုပြီးတော့ဟပေးထားတယ် အဝင်လာနဲ့ကြိတ်ရောမှာမရှုပ်တဲ့ကိစ္စတွေကစက်နေပြူခါရနေကြအရင်ကစိတ်တကြကြားစီရမလို့ဘူးခုချိန်ထိဘာမှလည်းဖြစ်တည်ဘူးနေရီကံပြူအကုန်ကနောက်ထပ်သတင်းတစ်ပုဒ်ကတော့အမတ်၆ရက်ကွယ်နက်တလင်းနဲ့ကြေးရွာ၄ရွာရှိအကျန်းဖတ်တဘုံ PDF စုဖွဲ့ရနေရာကိုပါရာမော်တာပဲဘုံကျဲတိုက်ခိုက်လိုက်တယ်အကျန်းဖတ်တွေဓာစင်နဲ့ရှိသေးတယ်တခါတည်းမှကြရဒီလိုမျိုးပြောတော့စိတ်တော့မကောင်းဘောနော်စိတ်တော့မကောင်းဆိုပေမဲ့လည်းကိုရွေးတဲ့လမ်းပေါ့နော် ကိုရိတ်ကိုစိုက်ခဲ့တယ်ပြင်ကိုရိတ်တင်ရမှာပေါ့ ပြည်သူစစ်တရကျောင်းရဲကွန်မန်ဒိုတွေရတီးအလာနဲ့အစာမကျွေးလက်တံမွေးထားတဲ့ MUG ရဲ့မြေဩဇာပတဲ့ PDF တွေရတော့အတုံးယုံပဲအတုံးယုံပဲကြားလိုက်ကြတယ်မတရားမျိုးနယ်ရှေ့ပိုင်းကိုဆေးရတဲ့မနေ့ကိုတက်မတော်ပြန်လဲတိတ်ပတ်ခဲ့ပြီးတော့မတရားမျိုးနယ်မြောက်ဖက်ကိုလေရင်လက်နဲ့ကြည့်ပြစ်ကူများပြန်ထိုးဖောက်ပြီးအကျန်းဖက်တပုံတွေကိုတုတ်တင်ရှင်မုံလေးရရှိပါတယ် AR မြေအရှိတ်ဘက်ကန်း မတရားဆင့်ကိုတပည့်ချင်းမျိုးနယ်လို့နဲ့တစ်ဆက်တည်းတရှိတဲ့တပည့်ချင်းမျိုးပေါ်နဲ့နေရာအများဆိုရင်တက်မတော်ပြန်လဲတိမ့်ပါရရှိဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဗတက်အဘိမီဒီယာဘာတွေတင်ထားလဲဆိုတော့မတရားရှိပန်းက PDF စုံမှုနိုင်ပြီတဝက်ကျော်လက်လွတ်ရပြီးစက်တက်ကအင်းအားအလုံးရင်းပြန်စက်ကြောင်ထိုးနေဆိုပြီးတော့ဒီမှာသူကနေမျိုးတင်ထားတယ်ပေါ့နော်မန္တလေးတိုင်းမတရားမျိုးနယ်အရှိချမ်းတော်လိုင်းတက်ဖို့စုံမှုထားတဲ့ နယ်မြေတဝက်ကျော်စက်ကောင်မရှင်တက်ကပြန်လဲသိမ်းယူပြီးစစ်ကြောင်းတွေလည်းဆက်ထိုးနေတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကြီးကသိရပါတယ်။ဩကလာစားရမရယာမြို့နယ်ရှိပိုင်းစက်ကောင်မရှင်တက်ကစစ်ကြောင်းထိုးပြီးနယ်မြေတွေပြန်လဲသိမ်းယူနေကအရေးကြီးနေရာတွေတည်းကတစ်ဆက်တည်းနယ်မြေတစ်ဆက်တည်းရှိတဲ့ဆယ်တော်ကြီးရေလောင်တာတမန်နဲ့လေကြောင်းရံကားကွယ်တက်စကန်နေရာကိုပဲတော်လိုင်းတပ်တွေကထိတ်ထားနိုင်တယ်လို့ဆိုပါတယ်။တရားရဂိုင်းနှုံးမှာဆိုရင်ကိုယ့်ဘက်ကထိတ်ချုပ်ထားနိုင်တာ။ တော်တော်အားနည်းလာပါပြီ20နဲ့30ရာခိုင်နှုန်းလောက်ပဲကျန်ပါတော့တယ်တဝက်ကျော်လောက်ကသူတို့ပြန်လဲတိမ်ပြီးသွားပါပြီလို့ဒေတာခန်တက်လိုက်ရတက်ဖွဲ့ဝင်တဦးကပြောကြားလိုက်ပါတယ်လက်ရှိမရယာမြို့နယ်အရှိချမ်းနဲ့မြောက်ချမ်းမှာစက်ကောင်ရရင်စက်ကြောင်၉ကြောင်နဲ့ထိုးဆက်စင်နေတာဖြစ်ပြီးအောက်တိုဘာ14ရက်မှာလဲမရယာမြို့နယ်ရုံးမင်ရွာပုံကြောင်မှာတက်ဆွဲကအနီးကျေးရွာတွေကိုစက်ကြောင်ထိုးပြက်ခတ်မှုတွေလုပ်ခဲ့တယ်လို့ဒေတာခန်တွေကပြောကြားပါတယ် စလရင်နေရဆိုရင်ဖုန်းကြောင့်မှာတက်ဆွဲပြီးတော့ drone တွေရှာတယ်စနိုက်ပါတွေထောက်တယ်တနေကုန်နီးပါး drone တွေလွှတ်တယ်ဘဲကိုသွားရှာလဲဆိုရင်ရှောင်းမောက်ရွာကိုသွားရှာတာလို့ဒေသခံတွေအဆိုပါတယ်လက်ရှိကင်းရွာရုံးမင်ရွာအုံတော်ကြာပင်စိတ်တာရွာအနီးလက်ကောင်းရွာတက်ရွေးစုနဲ့ပိတ်တနုပ်ရွာမှာစစ်ကြောင်းတစ်ကြောင်းစီနဲ့မတရားမြို့နယ်မြောက်ချမ်းကတငါတဲ့ရွာမတက်အာမန္တလေးမိုးကုတ်လမ်းပိုင်းနဲ့မရယာမြို့ရဲ့အရှိအမြောက်ချမ်းက ဝင်စုရွာမှာစစ်ကြောင်းတကြောင်းလို့ရှိတယ်လို့သိရပါတယ်။စစ်ကြောင်းတကြောင်းမှာဆိုအင်အား120နဲ့အချက်ရှိပြီး PDF ကနေစစ်ကောင်မချင်းဘက်ကပူပေါင်းသွားသူစစ်တပ်သတင်းပေးနဲ့ပြူစော်တီအင်အားတွေမြားစွာပါဝင်လာကနယ်မြေကျွမ်းကျင်မှုအတုံးချပြီးစစ်ကြောင်းထိုးလာတာလို့နယ်မြေမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရှုတာပြောပါတယ်။တစ်ဖက်မှာလည်းမန္တလေးမြို့နယ်အရှိအနောက်ရှမ်းကကျေးရွာအများစုမှာစစ်ကောင်မချင်းတပ်ကအင်အားနည်းနည်းနဲ့ အထိုင်ချတက်ဆွဲထားတယ်လို့သိရပါတယ်။ဒါပြင်မန္တလေးစစ်တပ်ကလည်းခီးတဲ့တင်မော်တော်တွေကိုအခုအော်တိုဝါလာဆန်းရနဲ့စပြီးတော့ရေလန်းသွားလာခွင့်ပြန်ဖွင့်ပေးပြီးရေလန်းကြောင်းကိုပါစုမှုထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဆိုတော့ဒီခွေးတွေပြောတဲ့အတိုင်းအတာကိုကြည်ကျင်အားဖြင့်ကျွန်တော်တို့ဘက်မှာရရှိတဲ့သတင်းတွေနဲ့နှစ်ခုဟိုချိန်ထိုးပြီးတော့ကျွန်တော်ပြောလို့ရှိရင်တရားကျွန်တော်အလုံးဖြတ်အောင်မယ်။မင်းကမင်းတို့ဘက်ကစကားတွေပဲပြောတယ်လို့ ယူဆမှာဆိုကျွန်တော်ကနေပြီးတော့ဟိုခွေးမီဒီယာပြောပြတဲ့အတိုင်းတောင်တဖန်ပြန်လဲပြီးတော့ဖတ်ပြရတာပေါ့နော်စက္ကစားပကကြောင်းညာထားတာရှိရသူတို့မန္တလေးမိုးကုတ်လမ်းပိုင်းကိုပြန်ယူပြီးရအောင်ပြန်ဖွင့်မယ်ဆိုတာကိုအခုလည်းဒီဘက်တွေကိုစက်တိုက်ထိုးယူနေတာပဲအော်ဒါက73ရင်းနေရဆင်ကူးမျိုးနေရတယ်မြောက်ဖက်ထိကြကတာလမ်းပိုင်းတပိတ်ချင်းမိုးကုတ်လမ်းတွေကိုထွက်ရမှာအရေးကြီးတဲ့ဖော့တာလမ်းဆောင်ကိုစက်ကောင်ချင်းတက်ကပြန်လဲထိ ंछ ုတ်ခဲ့ပြီး ဲ့နေရာမှာတိုက်ပွဲတွေလည်းပြင်းထန်နေစေဖြစ်ပါတယ်တကယ်တော့အဲ့နေရာတွေအားလုံးရလာပြီတိုက်ပွဲနဲ့စစ်ကြောင်းဖုံးမှုတွေကြောင့်မန္တလေးရဲ့မြောက်ဖက်ချမ်းချိမတရားဆင်ကူသပိတ်ကျင်းမုတ်ကုန်နယ်တွေမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်စားတောက်เสียအခက်ခဲတွေရှိနေပြီးငတ်ပြတ်နေတယ်လို့ပြောပါတယ်ဒါတော့ခွေးမီဒီယာနေပြီးတော့တဖန်ပြန်လဲတင်ထားတဲ့တင်ပေါ့နော်မြေလက်အတန်နေပြီးတော့အဲ့လာကိုဖတ်ပြပေးရတာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ကနားလည်ထားလို့ရတယ်ခုနကျွန်တော်ပြောထားတဲ့သတင်းနဲ့ဒီခွေးမီဒီယာတင်ထားတဲ့သတင်းနဲ့ချိန်ထိုးပြီးတော့ကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နယ်မြေဘလောက်ထိစုံမိုးသွားပြီဘယ်အတိုင်းဓာတ်ကြီးရောက်နေပြီဒီခွေးပြတဲ့တည်းကအဲ့ဒီနယ်တကြောနဲ့ဘလို့ဘလို့ခွေးပြပွဲပြီးပြည်နေရပြီဆိုတော့ကျွန်တော်တို့ကတိနိုင်တာပေါ့နော်ဆိုတော့မနေ့ကဆိုလို့ရှိရင်မန္တလေး PDF ကနေပြီးတော့တက်တာတက်တွေထက်ခေါ်တယ်ဘာဖြစ်တက်တာတက်တွေထက်ခေါ်တယ်ဆိုတော့မိုးကုတ်ကို လွတ်လွတ်ရမယ်အရှင်နေတွေရှိတော့မိုးကုတ်ကိုလက်လွတ်ရမယ်အရှင်နေတွေမြင်နေရတာမို့လို့မိုးကုတ်ကိုလက်လွတ်ရမယ်အတိုင်းတာလေးမြေပြင်မှာဖြစ်ပြက်နေတာကြောင့်တတတတဲ့ခေါ်တာအသိခံမဲ့လူတွေခေါ်တာပေါ့ဗျာတတတတဲ့ဆိုစကားလောင်အောင်တုံးတာပေါ့တို့ကနေပြီတကယ်တော့အသိခံမဲ့လူတွေခေါ်တာအသိခံမဲ့လူတွေခေါ်ပြီးတော့မိုးကုတ်မှာခုကကကွယ်အသိခံခိုင်းမှာမိုးကုတ်ကိုတဖန်ပြန်လဲစကြောင်းထိုးဖို့အတွက် တရားရဂိုင်တော့အရှင်နေကောင်းပြီလို့ဆိုရမှာဖြစ်ပါတယ်။အဲ့ဒီဘက်တကျော်တက်မတော်ကနေပြီးတော့တရရဲ့တငုံငွေနဲ့ထိုးဆက်စင်လာတာဖြစ်ပါတယ်။ဆိုတော့ဒါကတော့အမန္တလေးစင်ကူမရယာတပိတ်ချင်းမိုးကုံနဲ့ပတ်သက်ပြီးတော့ပြော့ပြပေးတာဖြစ်ပါတယ်။ရခိုင်ဟိုကြီးရည်လေးနဲ့ထိုးဆက်စင်ဖို့အတွက်တက်မတော်ပြင်ဆင်နေပါတယ်။ရခိုင်မှာလည်းပြဿနာပေါင်း16000နဲ့ အရခတ်တော်လို့ခေါ်တဲ့အေးအကျံဖက်တောင်ညာသူတွေကကိုဖော်ရဲစီကိုမနိုင်တဲ့အရှင်တွေအရရဖြစ်ပေါ်နေပါတယ်ဘလောက်ကြီးစိုးလဲဆိုတော့ဘူးတိတော်မောင်တော်ဘက်အရှမ်းကိုဝင်းကလေးအကျံဖက်တောင်ညာသူအာစာရရှိသွားပြီးတော့မြေပြင်တရင်ရင်းမြစ်တရားနဲ့တည်ရပါတယ်ဆိုတော့စမနာအပြင်အမြောက်အများထိုးဆက်စင်နေရတဲ့အရခတ်တော်လို့ခေါ်တဲ့အကျံဖက်တောင်ညာသူအေးက မရှုမလနဲ့ဇက်သိမ်းမှုအတွက်တဖြည်းဖြည်းနီးကပ်လာနေတာဖြစ်ပါတယ်။ဆက်မျက်နှာပင်အမြောက်အောင်များကိုရခိုင်ရဲ့ဖက်ပေါက်တွေမှာသူကကာယံပြီးတော့အညာဗရက်တွေကိုအသေးခံခိုင်းတယ်။တခြားအတိုင်းသားလူမျိုးစုတွေကိုအသေးခံခိုင်းတယ်။ရှင်းဗရက်တွေကိုအသေးခံခိုင်းတယ်။ဘာကြောင့်လဲ။သူ့ရဲ့ခြံစည်းကိုဗရက်တွေရဲ့အသက်တွေနဲ့ကာယံထားတာပေါ့နော်။ ို့တော့အဲ့ဒီစစ်မျက်နှာဘင်းနေကိုကာရန်ထားပေမဲ့လည်းအနောက်မှာရှိရဲသူတို့ရဲ့အဓိကအရင်အမြင်အနောက်ဘက်အထွက်ပေါက်ဘင်္ဂလီရဲ့အကြံဖက်တောင်းကျန်းသူအာစာကနေပြီးတော့ရှေ့မှာကာပေမဲ့နောက်ကနေပြီးတော့တဟုန်လုံးဝင်ကျိတ်နေတာဘူးတိကမောင်တို့ရရှိသွားပြီးတော့မြေပြင်တရင်တွေအရင်မြေတရားရင်သိရပါတယ်ဆိုတော့နိုင်ငံတကာစာမျက်နှာမှာလည်းအေးကအကြံဖက်တောင်းကျန်းသူတို့နံပါတ်ထွက်တယ် တက်တေတာကအချက်လက်တွေနဲ့ဖော်ထုတ်အရေးယူမဲ့အဖွဲ့အစည်းတွေရဲ့ခုနောက်ပိုင်းပေါ်ပေါက်လာတယ်။ဖိအားနဲ့မျိုးမျိုးရင်ဆိုင်နေရတဲ့အာရခတ်တတော်အေးလို့ခေါ်တဲ့သဘောအကျန်ဖက်တောင်းညံသူကဘလောက်ထိတောက်ခံနိုင်မလဲလို့ကျွန်တော်တို့ကကြည့်ရှုရတာဖြစ်ပါတယ်။မကြခင်အချိန်တော်တွေမှာတော့တဘောအကျန်ဖက်တောင်းညံသူတွေဘလို့ခွေးတွေဝတ်တွေတင်မလဲဆိုတာပဲကျွန်တော်တို့ကနေပြီးတော့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီအရှင်ဒီမှာကျွန်တော်တို့ကအရင်အားဆိုင်ပြီးတော့တက်မလို့ဘာလုပ်ပါညာလုပ်ပါဘူးကျွန်တော်တို့ကပြောနေစရာမလိုတော့တော့အင်အားရှိနေနေပါပဲဒီအချိန်မှာတက်မလို့အရင်ကြီးတော့ဖိအားပေးလို့မရပါဘူးဘာကြောင့်လဲဆိုတော့တက်မလို့မှာလဲဆက်နမယနာပေါင်းများများဆိုတော့ဖွင့်ပြီးတော့ဘီယူကကြကြတိုက်ခိုက်နေရတဲ့အခါမှာတစ်ဖက်မှာကျွန်တော်တို့ကအင်အားရည်နေရှိနေပြီးတော့လွတ်လပ်ပေးကြရတဲ့အတိုင်းတာရှိပြီမဲ့အဲဘီယူကအရဘလို့ဘလို့ပြန်လုပ်မယ်ဆိုတာကျွန်တော်တို့ကတက်မလို့ပေါ်မှာအလွန်စိတ်ရှယုံကြည်ထားလိုက်ယုံကြည်ထားပြီးတော့ကျွန်တော်တို့က e m o t i o n ကိုနည်းနည်းတော့ထိမ့်သိမ်းရမှာဖြစ်ပါတယ်ကျွန်တော်ဟိုချစ်တော်မိတ်ဆွေများကိုကျွန်တော်ပြုပတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တခါတလေမှာကြားလို့ရှိရင်ကျွန်တော်တို့ကြိတ်မြန်ခဲမိရတယ်ဖြစ်တယ်။ဘာကြောင့်လဲလွတ်လိုက်ရတယ်ဘာကြောင့်လဲလွတ်လိုက်တို့တော့ကျွန်တော်တို့မမြင်နိုင်တဲ့စိတ်ရည်တင်းနေမှာဟာပြူပါတယ်ရှိတယ်။ဆိုတော့ဒီပုံမှာမိဘပြည်သူများအနေနဲ့နည်းနည်းဟိုနားလည်ပြီးတော့တဘောတာကြည်ပေးဖို့လိုပါတယ်။ဘလောက်ပဲလွတ်လွတ်ရပလေးတဲ့တစ်ချိန်မှာကျွန်တော်တို့တက်မလို့ရပြန်လိုက်ရမှာမဟုတ်လား။ ရှိပါတယ်ကျွန်တော်တို့ဒါရကတွေအများကြီးရှိခဲ့တယ်။အခုလက်လွတ်လိုက်ရတဲ့နေရာအနောက်ချိုးတို့ကြောင်းမဲတို့ဒီဘောတို့ကျွန်တော်တို့ပြန်ယူနေတာပဲ။ဒါကြောင့်လေကျွန်တော်တို့မှာပြန်ယူတချိန်မှာပြန်ယူမယ်ဆိုတော့သူတို့ဘောယုံကြည်မှုဒါလေးကိုပြေးတိုင်းပြီးသွားပြီ။ဒီခါတွေမှာကျွန်တော်တို့မလိုလားအပ်တဲ့ကျွန်တော်တို့ရဲ့နိုင်လိုစိတ်တွေကျွန်တော်တို့ရဲ့အပြင်းပြတဲ့ဆန္ဒတွေအဲသူတို့အတွက်ဖိအားတွေဖြစ်ပေါ်စေတယ်ပေါ့နော်။ကာကွယ်ရေးဦးစီးချုပ်ကြည့်ရတယ်ကအာနိုင်ငံတကာကလည်း ဆောင်ယူမှုတွေရှိတယ်။ပြီးတော့အခုရွေးကောက်ပွဲတွေရှိတယ်။မဒီအပေါ်မှာ तू ကဘက်မြအောင်လှုပ်ဆောင်နေရတဲ့အခါကျတော့တချို့တဲ့ကိစ္စတွေ तू အရန်ဖိလို့မရ။အရန်ဖိလို့ရှိရင်အရင်မှာရဲ့အဲဂမ်ဘီယာဆွဲထားတဲ့ဂျင်နိုဆိုက်ကိစ္စတွေရှိတယ်။အဲဒီကိစ္စအိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ကပဲအရန်ဖိတယ်ဆိုတော့ तू ကအဲနိုင်ငံကအမြင်မှာသူ့ကိုဘယ်လိုမျိုးမြင်သွားမလဲဒီအမြင်တွေရှိတယ်ပေါ့နော်။ဆိုတော့ ကျွန်တော်တို့ကတစ်ခါတလေမှာထိမ့်သိမ့်သိမ့်သိမ့်လှုပ်ဆောင်ရတဲ့ကိစ္စတွေရှိတယ်။ဆိုတော့ဒီပုံမှာအရင်ကြီးဝိဝါဒမကွဲပြားမယ်။တစ်ချိန်ချင်းမှာငါတို့ပြင်ပါပဲဆိုတဲ့စိတ်နဲ့စိတ်ရလက်ရတာနေပါတော့ကျွန်တော်တို့ဒီဒီသတင်းကိုဒီမှာဒီလိုပြောနေအောင်သက်ပါရဲ့။ပြီးရင်မှာဆိုရင်လည်းကင်းလက်နက်ကန်တောင်းညံလို့ပဲကြံဖက်အဖွဲလေးနဲ့နောက်ွယ်ရနေတစိတ်တွေတာအနားလည်းမူရပြီးသွားပြီ။အခြားလမ်းပြန်ဖွင့်မယ်။အလုတ်တင်လာလုံမယ်။အပြောင်းတင်လာပြောင်းမယ်။ဒီလိုအခြေအနေတွေဖြစ်ကုန်ပြီပေါ့နော်။ဆိုတော့ ကြားရမြေစာပင်ဖြစ်တာကတော့ဗတ်တွေပေါ့ဗတ်တွေကမြေစာဖြစ်မယ်ဗတ်တွေကသိမယ်ဗတ်တွေအပုံအလိုက်အပုံလိုက်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အားလုံးရှုံရင်းကုန်မယ်ငဆွေးကတော့ထိုင်ပြေးမယ်အဲတလဘောတို့ကဒီဘုံတိုင်းထိုင်းပြေးလိုက်ပြန်လာလိုက်ထိုင်းပြေးလိုက်ပြန်လာလိုက်နဲ့အရင်တိုင်းစက်တိုက်တန်းကစားပြီးတော့အဲစက်တိုက်ရင်ငွေရှာမယ်ပေါ့အဲဒီဘုံတိုင်းဘုံမှန်တိုင်းပဲဖြစ်တော့ပါလိမ့်မယ်ဒါကတော့ အဲ KM ပြရဲ့အရှင်နဲ့ကရင်ရဲ့အရှင်ကကရင်ရဲ့အရှင်ကတော့ A စစ်စစ်ဖြစ်သွားပါပြီ။ကရင်မှာတမုံတွေကဘာမှမလုံနိုင်တဲ့လေပေါ်နေရတဲ့အရှင်တွေပေါ့နော်။လေပေါ်မှာပဲအဲပြောက်ွယ်သွားရမယ်အရှင်တွေဖြစ်သွားပြီ။ဒါတော့ကရင်အရှင်တွေပေါ့။ကရင်ကြီးရဲ့အရှင်ကတော့ကရင်ကြီးကတော့ A စစ်စစ်ပဲ။ကရင်ကြီးကတော့ဘလောက်ပြ A စစ်စစ်လဲဆိုလို့ရှိရင်ခုနကမာဝေတို့တော့ဘာစကားဘာအတန်မှမထွက်နိုင်တော့ဘူး။ဆိုတော့ တော်တော်အားရတဲ့အကောင်းနဲ့တင်းနေရတတော်အားရတဲ့အကောင်းနဲ့တို့တော့ဒီကြားထဲမှာတစ်ခါတည်းစိတ်ညစ်ညူးစရာတွေစိတ်ပင်ပန်းစရာတွေအစိတ်မရှမ်းမြေစရာတွေရှိခဲ့ရတယ်။ဒါတွေကဆက်နေပြွာဆက်တင်းနေကြပြွာအရာအဲနောက်ဆုံးထားရတယ်အဲချော်ပေးထားရတယ်ဟာပေးထားရတယ်ဒါမျိုးတွေရှိတတ်တယ်ပေါ့နော်။ဒါတွေမှာနည်းနည်းပပလောက်နားလိုက်ပြီးတော့တမလို့ဘုံယုံကြည်မှုပေးပါ။ရှိန်နဲ့အမြတင်းတွေကိုတင်ဆက်ပေးမှာမို့လို့ ဗမာရဲဆိုရင် ကြောင်းကြောင်းမျိုးရှိပဲ ਨੇ ကျွန်တော်ရဲ့ channel ကိုလာပြီးတော့ကြည့်ပြပါအေးစစ်စစ်ပါအေးစစ်စစ်ပါကျွန်တော်တရားတော်ဆက်အောင်ရမယ်ဒါပါပဲကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာအထက်မှာဆုံးပြကြပါစို့ဘိုင်ဘိုင်